င်္ဂလာပါရှင်။ဧပြီလ9ရက်နေ့ကအရက္ခတက်တော် AA ရဲ့ထုတ်ပြန်ချက်အရညောင်ကျိုးစကန်းကိုဧပြီလ9ရက်နေ့ကလေးကတိမ့်ပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ညောင်ကျိုးစကန်းဟာစစ်ကောင်စီရဲ့ဘကိုးတိုင်းအနောက်ချမ်းခန်းစစ်အတွက် အရေးပါတဲ့ဖြူဟာအစ်စ်ခန်းစစ်စကန်းတစ်ခုလည်းဖြစ်ပါတယ်။အထူးသဖြင့်ဘကိုးတိုင်းအနောက်ချမ်းကစစ်ကောင်စီရဲ့ကားပါစာများရှိရာနေရာကို AA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဝင်ရောက်မလာနိုင်စေဖို့အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ အခုလို့ဗျူဟာအဆင်ရှိတဲ့စစ်ကောင်စီဘက်ကခန်းစစ်စခန်းကျဆုံးသွားတာကြောင့်ဘကိုးနောက်ချမ်းကစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစတွေအတွက်စိုးရိမ်စရာအခြေအနေတရက်ဖြစ်လာခဲ့ပြီလို့ပြောရမှာပါစစ်ကောင်စီဘက်ကစိုးရိမ်ခဲ့ကြတဲ့အေအေနဲ့ပူပေါင်းတပ်တွေရဲ့ဘကိုးနောက်ချမ်းထိုးစစ်အစကိုပြန်ကြည့်မယ်ဆိုရင်တောင်မုံကြီးစခန်းတိုက်ပွဲကအစပြုခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်တောင်ပေါ်ကြီးစခန်းဟာတောင်ကုတ်ဗထောင်ကားလမ်းပေါ်ကစစ်ကောင်စီစခန်းတစ်ခုဖြစ်ပါတယ်။ရခိုင်ပြည်နယ်တောင်ကုတ်နယ်မြေထဲမှာရှိပြီး ရခိုင်မှာရှိတဲ့စစ်ကောင်စီရဲ့နာပါခကုကဲမှုအောက်ကအဆွန်ဆုံးစခန်းလေးဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ချမ်းကအဆွန်ဆုံးမြို့နဲ့မိုင်30ခန်းသာကွာဝေးပါတယ်။ရခိုင်ရိုးမဘော်ကအဲ့ဒီစခန်းဟာစစ်ကောင်စီကအန်းကိုလက်လွတ်ပြီးနောက်ပိုင်း18ရက်အကြာ2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာထပ်မံလက်လွတ်ခဲ့ရတဲ့စခန်းဖြစ်ပါတယ်။အေရဲ့အထူးစေဟာသူ့နယ်ရခိုင်ပြည်နယ်အတွင်းကအဆွန်ဆုံးစစ်ကောင်စီစခန်းဖြစ်တဲ့တောင်မုံကြီးစခန်းကိုတိမ့်ပိုက်ပြီးနောက် ရပ်တန့်သွားမယ်လို့စစ်ကောင်စီဘက်ကထိမှတ်ခဲ့ကြပါတယ်။ဒါပေမဲ့တောင်မုံကြီးစခန်းကိုတိမ့်ပတ်ရရှိပြီးတဲ့နောက်မှာအေအေနဲ့ပူပေါင်းတပ်တွေဟာရခိုင်နဲ့ပဲခူးနယ်နိမိတ်အဆက်ကမုတ်ထီနေ जा စခန်းကိုထပ်မံတိုက်ခိုက်ပြန်ပါတယ်။တောင်မုံကြီးစခန်းကထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပိသက်ရှင်းလင်းမှုနဲ့ရခိုင်ပဲခူးအဆက်ကိုထိန်းချုပ်ဖို့အတွက်ဖြစ်မယ်လို့ထပ်မံတုံ့တက်ခဲ့ကြပြန်ပါသေးတယ်။မုတ်ထီနေ जा စခန်းမှာစစ်ကောင်စီဘက်ကစကခါငါစကခါမူ ဗိုလ်မှူးချုပ်ကောင်းမြတ် UCB အာယာချီနဲ့ခုခံခဲ့တာပါဒါအပြင်အင်မအခြေဆိုင်တမ66နဲ့ရခိုင်ဒေသကဆုတ်ခွာလာရတဲ့တပ်တွေကအရာရှိစစ်တီတွေကိုအင်အားဖြည့်အဖြည့်ပို့ပြီးအခိုင်အမာခုခံခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းမိုးထီနေကြားစခန်းကို A နဲ့ပူပေါင်းတပ်တွေကဇန်နဝါရီလ26ရက်နေ့နေ့လယ်မှာအပီးသက်တိမ့်ပိုက်နိုင်ခဲ့ပြန်ပါတယ်အဲ့ဒီစခန်းကိုတိမ့်ပိုက်ပြီးတဲ့အချိန်အောင်ထိုးစစ်ကတော့ရက်တန့်သွားခြင်းမရှိခဲ့တာကိုတွေ့ရပြန်ပါတယ် A နဲ့ပူပေါင်းတက်တရဲ့ထိုးစစ်ဟာနေချားမှာပဲရမနေပဲပဲခူးတိုင်းအတွင်းကိုဆက်ပြီးတိုးဝင်လာခဲ့ပါတယ်။တမ66နဲ့ဒါကစားပြည်လောက်ခံတက်တင်နဲ့ကပ္ပစားတွေကစစ်ကူအင်အားများစွာတုံးပြီးစစ်ကောင်စီဘက်ကမုထီနေချားစခန်းနဲ့ညောင်ကျိုးစခန်းအကြားကကာကေအစင်စင်မှာအပြင်းအထန်ခံစစ်ဆင်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ဒါအပြင်လက်နက်ကြီးတွေနဲ့ခံစစ်ပစ်ခတ်ခြင်းစက်တက်လေးထီးများပါရာမော်တာတွေတုံးပြီးဘုံချတိုက်ခတ်ခြင်းနဲ့အတူ လေချောင်းပစ်ကူကို အစမတန်အသုံးပြုခုခံခဲ့ကြပါတယ်။ဒါပေမဲ့လည်း AA နဲ့ပူပေါင်းတပ်တွေကရခိုင်ရိုးမပေါ်မှာအစင်လိုက်တရှိတဲ့ဗကန်ခွဲစခန်းအပါအဝင်ညောင်ကျိုးစခန်းရဲ့ကာကင်းစခန်းတွေကိုအစင်လိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာကိုတွေ့ရပါတယ်။ညောင်ကျိုးရွာအဝင်နတ်တောင်တာဝါတိုင်းကုန်းစခန်းကိုဖေဖော်ဝါရီလ25ရက်နေ့မှာသိမ်းပိုက်ပြီးနောက်ပိုင်းအဲ့ဒီစကန်နဲ့တမိုင်ခန့်အကွာကညောင်ကျိုးစကန်ကိုဖေဖော်ဝါရီလ26ရက်နေ့မှာစတင်တိုက်ခတ်ခဲ့ပါတယ် ညောင်ကျိုးစခန်းဟာညောင်ကျိုးရွာအတွင်းမှာတည်ရှိတဲ့စစ်ကောင်စီရဲ့ဖြူဟာအစစ်ခန်းစစ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ညောင်ကျိုးစခန်းကိုအေနဲ့ပူပေါင်းတပ်များကတိုက်ခိုက်နေချိန်မှာစစ်ကောင်စီဘက်ကအနီးဆုံးစစ်ဖက်ကုကဲမှုဌာနချုပ်ဖြစ်တဲ့ဒါကစာပြည်ဘက်ကစစ်ကူပြစ်ကူဆိုင်ရာကိစ္စတွေကိုအဓိကဆောင်ရွက်ပေးခဲ့ပါတယ်။စကခါငါစကခါမှုကိုတပ်ဆုပ်ခွာမှုတွေကြောင့်ဖမ်းဆီးပြီးချိန်မှာဒါကစာပြည်ကစစ်စီရေးဆိုင်ရာတွေကိုကုကဲခဲ့ကြောင်းလည်းသိရှိရပါတယ်။ ဒါကစားပြီကညောင်ကျိုးကိုစစ်ကူပို့ခဲ့တဲ့စစ်ကူအေအားအများစုဟာပြည်သူစစ်မှုထမ်းဥပဒေအရဝေရောက်လာကြတဲ့စစ်တီတွေဖြစ်ကြောင်းလည်းသိရှိရပါတယ်။ညောင်ကျိုးစခန်းမှာဗျူဟာမှုဥစည်းပြီးမူလအင်အားအပြင်နပခနေမီအတွင်ကလက်လွတ်လိုက်ရတဲ့တပ်တွေကိုပြောင်းရွှေ့ရောက်ရှိလာကြတဲ့အရာရှိစစ်တီတွေရဲ့ဂရောင်းတပ်တွေကလက်ယုံတပ်တွေနဲ့စစ်ကူစစ်ကြောင်းတွေကအင်အားတွေအပါ900နီးပါးခန့်အထိစစ်ကောင်စီဘက်ကအင်အားဖြည့်တင်ထားခဲ့ပါတယ်။မော်ဘီအခြေဆိုင်တမဟာလီ စကားခလေးလောက်ခံတက်ရင်တုံရင်လဲအပါအဝင်ဖြစ်ပါတယ်။ညောင်ကျိုးစခန်းဟာတောင်ပုံကြီးစခန်းနဲ့မိုးထီစခန်းတို့ထက်ညီအနေအထအရာစစ်ကောင်စီဘက်ကအားနည်းချက်များတဲ့စခန်းဖြစ်ပါတယ်။အနောက်ဘက်ကကာကင်းစခန်းတွေတိမ့်ပိုက်ခံရပြီးတဲ့နောက်မှာစခန်းကိုတိုက်စစ်ဆင်သူဘက်ကစိုးမိုးနိုင်တဲ့အနေအထကိုရောက်ရှိသွားစေခဲ့တဲ့သဘောလဲတွေ့ရပါတယ်။စစ်ကောင်စီရဲ့လေဆောင်ပစ်ကူကလည်းခန့်စစ်အတွက်ထိရောက်မှုမရှိခဲ့တာကို တွေ့ရပါတယ်။ရဲဝမ်းတာတီ FTC 2000လေးရင်းနေအပါအဝင် လေရည်ရဟယင်တွေအသုံးပြုပြီးကျိန်ဖန်များစွာပြစ်ကူပေးခဲ့ပေမဲ့လည်းမြေပြင်တပ်တွေနဲ့ချိတ်ဆက်ပြီးထိရောက်တဲ့ပြစ်ကူမပေးနိုင်ကြောင်းတွေ့ခဲ့ရတာပါနောက်ဆုံးမှာစစ်ကောင်စီရဲ့ညောင်ကျိုးပြူဟာစခန်းဟာမြေပြင်စစ်ကူအင်အားရောလေကြောင်းပြစ်ကူအင်အားပါအလွန်အကျွံရယူသုံးဆွဲခဲ့ပေမဲ့လည်းအင်အား3000ကျော်နီးပါးစုဖွဲ့ထားတဲ့အေအေနဲ့ပူပေါင်းတပ်တွေရဲ့တိုက်စစ်ကိုတောက်ခံနိုင်ခြင်းမရှိခဲ့ပဲလက်လွတ်ခဲ့ရတာကိုတွေ့ရပါတယ်အခုအချိန်ထိစစ်ကောင်စီဘက်ကလော်ဘီတွေအတွင်းမှာ ။ညောင်ကျိုးမကျသေးတဲ့အဖွဲနဲ့ညောင်ကျိုးကျသွားလို့ပြန်တိုက်မဲ့အဖွဲနှစ်ဖွဲ့ကွဲနေစေဖြစ်ပါတယ်။ငလျင်ကျောင်းအပြည့်ရဲ့ကာလအတွင်းကပ္ပစာ6စီယုံရင်းနယ်အတွင်းကရှော်ဘူးစကန်ဘတ်ကိုစစ်ကောင်စီဘက်ကစစ်ကူအင်အားတွေဖြစ်တင်းနေကြတာကိုတွေ့ရပါတယ်။ညောင်ကျိုးကိုစစ်ကောင်စီဘက်ကလက်လွတ်လိုက်ရပြီဖြစ်တာကြောင့်ဘကိုးအနောက်ချမ်းကကပ္ပစာတွေကိုအေနဲ့ပူပေါင်းတက်တွေကမကြမီဝင်ရောက်တိုက်ခိုက်နိုင်တော့မယ့်သဘောကိုတွေ့ရပါတယ်။ဘကိုးတိုင်းအနောက်ချမ်းကညောင်ကျိုးနဲ့အလားမဝေးတဲ့နေရာလေးမှာရှိတဲ့ စစ်ကောင်စီတက်တဲ့စက်ရုံတွေကတော့တာရီဂျိုစက်ရုံ ကပ္ပစာ6ညောင်ချီတာလက်နက်ငယ်ကြီးစက်ရုံကပ္ပစာ9ကြောက်ဘူးရန်ချက်စက်ရုံကပ္ပစာ9ကမြိုင်ရန်ချက်စက်ရုံကပ္ပစာ16မတုံဒါတာရ6ရက်အုပ်ရှိပင်ခလာရ62ဗရာခေယံမီကြောက်တရင်ခရရနှင့်ဗရာကာဆာလာစက်ရုံထုံးဖို့နဲ့ကပ္ပစာ3စင်တဲ့တို့ဖြစ်ပါတယ်ပထမဆုံးအတိုက်ခံရနိုင်ခြေရှိတဲ့ကပ္ပစာဟာ ညောင်ချီတော့ကကပစာ6ဖြစ်နိုင်ပါတယ်။ကပစာ6မှာရှိတဲ့စစ်တီတွေနဲ့မိခိုတွေကိုလက်နက်ငယ်ပစ်ခတ်စင်ဝင်စေပြီးစစ်တင်နှံများပေးနေတယ်လို့တပ်အသိပြင်ထားကြောင်းလည်းသိရှိရပါတယ်။အဲ့ဒီဒေသကကပစာဆက်ယုံတွေကိုတိမ့်ပိုက်နိုင်မှာကစစ်တပ်သုံးလက်နက်ခဲယံနဲ့ဆက်ဆက်ပစ္စည်းတွေထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုထိထိခိုက်သွားစေနိုင်ပါတယ်။ကပစာဆက်ယုံအများစုရဲ့နည်းနည်းမဟာတစ်တော်ကျိုးဝိုင်းနေနဲ့ဆက်ဆက်နေတာကြောင့်ဖုံးကွယ်မှုနဲ့ချင်းကပ်ဖို့လွယ်ကူနိုင်ပါတယ်။ တိတ်ခိုးထုတ်တဲ့တော်ရင်ကားလမ်းတွေနဲ့ဆင်ဆွဲလမ်းတွေကနေတဆင့်အလွယ်တကူချင်းနှင်းဝင်ရောက်နိုင်ကြောင်းတွေ့ရပါတယ်။အေအေရဲ့ထိုးစစ်ဟာခြေစစ်လမ်းကြောင်းပေါ်ကစစ်ကောင်စီနဲ့ကပ္ပဆာတပ်တွေကိုတခုချင်းသိမ့်ပိုက်ပြီးမြေအနေအထားရအုတ်ရှိပင်ကိုအလွယ်တကူဝင်ရောက်နိုင်ပါတယ်။အဲဒီကတဆင့်ဗရောင်းဘက်ကိုဝင်ရောက်လာနိုင်ပါတယ်။ဗရောင်းမှာတန်းကြီတောင်ကုန်းဟာစိုးမိုးကုန်းအဖြစ်ရှိနေပြီးစစ်ကောင်စီဘက်ကခန်းစစ်ဆင်ထားကြောင်းလည်းသိရှိရပါတယ်စစ်ကောင်စီတပ်တွေနဲ့အဲ့ဒီစခန်းကုန်းကိုတင်ပိုက်ပြီးပါက A နဲ့ပူပေါင်းတက်တရား ARD မြစ်အနောက်ဘက်ခြမ်းကိုထိန်းချုပ်နိုင်ပွဲရှိနေပါတယ်။အဲဒီကတဆင် A နဲ့ပူပေါင်းတက်တရား ARD မြစ်အရှေ့ဘက်ကန်းကပြည်မျိုးနဲ့ပဲခူးတိုင်းအနောက်ခြမ်းကစစ်ဘက်ဆိုင်ရာကုကဲမှုဌာနချုပ်ဖြစ်တဲ့ဒါကစပြည်ကိုဆက်ရောက်လာမယ့်သဘောမှရှိနေပါတယ်။အခြားအကြောင်းအရာတွေကြားဝင်လာခြင်းမရှိပါကလပိုင်းအတွင်း A နဲ့ပူပေါင်းတက်တရားထိုးစစ်ဟာပြည်မျိုးကိုချိန်ချောက်လာနိုင်ပွဲရှိနေပါတယ်။ဒါအပြင်ထိုးစစ်အတွင်းပောက်ခေါနတ်တလင်းအုတ်ဖို့ ဂျိုးဘိကတဲကိုမင်းလာတာယာဝတီတို့မှာရှိတဲ့တော်လရေးတပ်ဖွဲ့များနဲ့ပါပေါင်းမိသွားပါကစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်ကြီးတိုက်ကိုဘကိုးအနောက်ချမ်းကအိမ်မက်ဆိုးတွေမှအောင်လှုပ်ဆောင်ကြပွဲရှိနေပါတယ်ရှင်